မင်္ဂလာပါရှင် PPTV ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြသတင်းလာချင်းလာစီစီကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူတွေကြားမှာပြန့်နှံ့နေတဲ့သတင်းမှားတွေအချက်အလက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကကျင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါပြည်သက်တွေအနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေမိတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိကြရင်တော့ comment တွေမှာဝင်ရောက်ရှင်းတာမေးမြန်းနိုင်ပါတယ်ဒီတစ်ပတ်အတွက်တင်ဆက်ပေးမှာတွေကတော့ အိုးတိမ်တွင်ကျေးရွာစတင်ကြကိုစစ်ကောင်စီတပ်တွေကလေကြောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့တာမရှိဘူးဆိုတဲ့ချင်းလက်ပံချောင်းကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်မှုပြစ်လုခဲ့ရာတော်လိုင်းရေးတပ်သား90ကျော်တေဆုံးနေဆိုတဲ့သတင်းမှနေဗမာမျိုးကိုလေကြောင်းတိုက်ခိုက်ခဲ့ရမှာတော်လိုင်းရေးတပ်သားအများအပြားတေဆုံးခဲ့တယ်ဆိုတဲ့ချင်းကြောင်းရတွေပါပဲစစ်ကောင်စီကတော့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိနေကိုလေကြောင်းကနေဖုံးကျဲတိုက်ခိုက်နေပါတယ် အခုမေလအတွင်းထဲမှာကိုစာတင်ချောင်းတွေကိုပဲရှိရွယ်ပြီးရောဘုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်နေရပါမြန်မာနိုင်ငံတဝင်းကစာတင်ချောင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာပါဒီထဲမှာအစိုးရဆုံးကတော့ဒီပိန်းမျိုးနဲ့အိုးတိန်တွင်ကျေးရွာစာတင်ချောင်းကိုလေချောင်းတိုက်ခိုက်မှုပါပဲစာတင်ရဲ့ကလင်းငယ်22ဦးနဲ့ဆရာ2ဦးသေဆုံးခဲ့တယ်လို့ရှားနဲ့ချီပြီးတော့တရားရခဲ့တာပါ အဲ့ဒီဖြစ်စဉ်ပြီးမှစစ်ကောင်စီလော်ဘီတွေကလေးဆောင်ကနေဘုံကျဲတိုက်ခိုက်မှုပဲမရှိခဲ့တယ်လို့ ਨੇ ရေးသားပြီးတော့ချင်းထက်ဖြန့်ချီနေပါတယ်။စစ်ကောင်စီလော်ဘီကျော်စွာ Telegram Channel ကဒီပဲရေးမျိုးနဲ့အိုးတိန်တွေးကြေးရွာစာတင်ကြောင်းကိုစစ်ကောင်စီတပ်တွေကလေးဆောင်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာမရှိဘူးလို့ရေးသားဖြန့်ချီနေရပါ။အဲ့ဒီ post ရဲ့ပြန်လည်မှုက like share comment 195ခုနဲ့ view ကတော့3000ကျော်ရှိတာတွေ့ရပါတယ်။ အဲ့ဒီ post ကိုပဲအခြားစစ်ကောင်စီ lobby တွေကလည်းထပ်ဆင့်ဝေးမျှပြီးတော့ဖျက်ချီနေရအောင်တွေ့ရပါတယ်။အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့တရင်ဌာနတွေမှာကစစ်ကောင်စီတပ်ကအိုးတိမ်တွင်ကျေးရွာစာတင်ကျောင်းကိုလေးကျောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ဆရာနဲ့ကျောင်းသား22ဦးသေဆုံးခဲ့ပြီးတော့တရားကြော်တရားရခဲ့တယ်ဆိုပြီးရေးသားဖော်ပြခဲ့ကြတာပါ။ အဲ့လိုစစ်ကောင်စီတပ်ရဲ့စစ်ရာဇဝင်မှုကြီးကိုဖုံးကွယ်ပေးဖို့အတွက်လော်ဘီတွေကလည်းနှီးမြှုပ်ဆောင်တုံးပြီးတော့ချင်းထည့်နေပါဗျ။စစ်ကောင်စီရဲ့ဥတိန်တွေရာစာတင်ကြောင်းကိုလေကြောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်ပေါ့။ကုလသမဂ္ဂအတွင်းမှုချုပ်ကလည်းပြင်းထန်စွာရှုတ်ချခဲ့တယ်လို့ကမ္ဘာနိုင်ငံအသီးသီးကလည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြပြထထန်ရှုတ်ချခဲ့ကြတာပါ။ဒါဟာစစ်ပွဲနဲ့မသက်ဆိုင်တဲ့ကလင်းငယ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်စစ်ရာဇဝမှုတစ်ခုပါပဲ။ အဲ့ဒီဖြစ်စဉ်ပါဝင်အပြစ်မဲ့အရက်သားပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးတဲ့စစ်ကောင်းဆောင်တွေနဲ့ကိုရိုင်းကျူးလွန်ခဲ့တဲ့သူတွေကိုအလုံးတရားစီရင်မှုနဲ့ရင်ဆိုင်ရမှာပါပြည်တံကကင်းလွတ်တယ်ဆိုတဲ့ဝေါ်ရတာကဒီခေတ်မှာမရှိတော့ပါဘူးကျော်စွာ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှိုင်းသောတိဆက်ချက်ဖြစ်နေအောင်တွေ့ရပါလိမ့်ရှင်။ ဒီဓမ္မမှာတော့စစ်ကောင်စီရဲ့လေးချောင်းကနေပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်တွေကိုပဲတင်ပြဖို့အတွက်ရွေးချယ်ထားပါတယ်။ဒါလည်းစစ်ကောင်စီကိုလင်းရင်စီရရှိအောင်လှုပ်ဆောင်ပေးနေတဲ့သူတွေအဖွဲ့အစည်းတွေကိုသိရှိစေချင်လို့ပါ။သူတို့ရဲ့လုပ်ရက်တွေကပြည်သူတွေပေါ်ဘလောက်တောင်သိကျနေရလဲဒီလိုတွေလုပ်ပြီးတဲ့အချိန်မှာမဟုတ်ပါဘူးဆိုပြီးတော့ဘလို့တွေလိမ့်လေချင်းထင်နေလဲဆိုတာတွေကိုသိရှိစေချင်တာပါ။ စ်ကောင်စီလိုပြီးနေပြည်တော် Telegram Channel ကစကိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းလက်ပံချောင်းကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာတုံလင်းတက်သား90ကျော်တေဆုံးပြီးရောအများပြားဒဏ်ရာရရှိခဲ့တယ်လို့ရှင်းသားဖြန့်ချိနေရပါအဲဒီ post ရဲ့ပြန့်လွင့်မှုက like 40နဲ့ view ကတော့6600ကျော်ရှိတာတွေ့ရပါတယ်အကြောင်းအရာကိုစစ်စစ်ကြည့်အခါမှာလည်းလွဲမှားနေပါလိမ့်ရှင် လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့တည်င်းဌာနတွေမှာကလက်ပံချောင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရာကြောင်းလူသေဆုံးထိခိုက်မှုမရှိဘဲနဲ့ပြည်သူနေအိမ်နှလုံးပျက်စီးခဲ့ပြီးတော့ပြည်သူတွေမှာကြောက်လန့်ပြီးတော့စစ်ပီးရှောင်နေရတယ်ဆိုပြီးဖော်ပြခဲ့တာပါခုဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီတပ်တွေကပြည်သူတွေနေထိုင်ရာရပ်ကွက်တွေကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖုံးကျဲမယ် ပြီးရဲ့အခါမှာလော်ဘီတွေကအဲ့ဒီနေရာတွေမှာပဲတော်လိုင်းကြီးတက်သားတွေရှိလို့ဘုံကျက်ရပါတယ်ဆိုပြီးတော့နောက်ကနေချင်းလိုက်ထဲမယ်ဒီလိုပုံစံတွေကိုတောက်လျှောက်အသုံးပြုလာတာကိုတွေ့ရပါတယ်နေပြီးတော့ Telegram Channel ပေါ်ပြချက်ကို Fact Check ရကြည့်မယ်ဆိုရင်လည်းလှည့်ဖြားမှန်းတော့တိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်စစ်ကောင်စီလိုပြီးကာနယ်ချစ်ကောင်း Telegram Channel ကတော့တည်င်းမှတစ်ခုတင်ပြီးပြည်သူတွေကိုချင်းထက်နေပါဗျ။ အဲ့ဒါတော့ကချင်ပြည်နယ်ဗမော်မြို့ကန်းနာရိတ်တာဖုန်ကြီးကြောင်ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့ရာကြောင့်တော်လိုင်းတပ်သားတွေထိခိုက်ဒေဆုံးတဲ့အောင်နဲ့ရေးသားဖြန့်ချိနေရပါ။အဲ့ဒီ post ရဲ့ပြန်လည်မှုက live တရကိုနဲ့ view ကတော့1000လောက်ကျော်ရှိတာတွေ့ရပါလေ။အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေအောင်တွေ့ရပါလေရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကကမ်းလာရိတ်တာဖုန်ကြီးကြောင့်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်စစ်ပီးရှောင်ပြည်သူ15ဦးထက်မနည်းသေဆုံးပြီးတော့30ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးဖော်ပြခဲ့တာပါပြည်သူတွေတေဆုံးရတာကိုဖုံးကွယ်ပြီးတော့တော်လှန်ရေးတပ်သားတွေပဲတေဆုံးရတဲ့အောင်နဲ့ချင်းထက်ဖြန့်ချီနေရပါမယ်။လော်ဘီတွေကစစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ပေးပြီးတော့ပြည်သူတွေကိုချီးထက်နေတဲ့ဖြစ်ရပ်တွေပါ။ ကာနေချေကောင်း Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းလှည့်ဖြားမှိုင်းသောတိဆက်ချက်ဖြစ်နေတာတွေ့ရပါလေရှင်။အခုတိဆက်ခဲ့တာတွေပေါ့ပြည်သက်တွေနေနဲ့ဂျင်းနဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါလေရှင်။နောက်လာမယ့်ပတ်တွေမှာလည်းသတင်းမှားတွေဂျင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်ဆေးဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါဦးနော်။ပြည်သက်တွေအနေနဲ့စစ်ဆေးခြင်းတဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတက်ဆက်သွင်းနိုင်ပါတယ်။ အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲခြားသိမိမိစစ်ကောင်စီလော်ဘီတွေရဲ့ဈေးထက်ခရိုင်ချင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။